တော်လေဒါလေးကိုရိုက်ဖို့အစီအစဉ်နေရတော့ကြာပြီပေါ့နော်ဆို့လေချားနေရဆိုတော့လေအခုတကယ်လက်တွေ့အကောင့်ထဲပေါ်လာပြီပေါ့နော်အကခုံနေတိတ်မလုံးဖြစ်ဘူးအလုကောင်ကလည်းအဲ့လိုရှက်တယ်ပေါ့နော်ရှက်တယ်ဒါပေမဲ့ဟိုမကခုံဘူးလားဆိုတော့လေမဟုတ်ပြန်ဘူးကိုယ့်အကိုအလုံးမှာကြောက်တချို့ကိစ္စတွေကြောက်နည်းနည်းထိခိုက်မှုလေးရှိတယ်အဲ့လိုခက်အေးထားရတဲ့ခါကြောင့်နည်းနည်းပြင်းတဲ့ပုံစံမျိုးဖြစ်သွားတာတွေကြိုတင်မပြင်ဆင်မိတာမျိုးတွေပေါ့ဟောမင်္ဂလာပါညီမ ဟုတ်ဒီဒါဆိုတော့ငွေချင်းပေါ့နော်ဝင်းတပြေထုံးလို့ပထမဦးဆုံးသူတို့ရုပ်ရှင်ထုတ်လို့ရနေမော်ရုပ်ရှင်ထုတ်လို့ရနေအဲရိုက်ကူးမဲ့မော်ရုပ်ရှင်စကားကြီးပေါ့နော်ဒါမိတ်ဆက်ပွဲလေးကိုဒါငွေချင်းကိုဝင်းရနေအနေနဲ့တက်ရောက်ဖြစ်တာပါသူကလေဟိုဒီကန်းကျတော့သူအကဘက်မှာတော့သူကအောင်မြင်မိသားပေါ့နော်ဒါပေမဲ့ဒီရုပ်ရှင်ဘက်မှာကျတော့သူစားရိုက်တယ်ဆိုပေမဲ့သူအရင်တော့စိတ်နေရပြီတော့မဟုတ်ဘူးပေါ့နော်သူအရင်ကလည်းသူဇလန်တွဲလေးတူတူရိုက်ဖူးတယ်အဲ့ခါကျတော့သူအဲ့လိုတယောက်ဆောင်နိုင်မှန်းကိုတော့သူသိတယ်ပေါ့နော်ငွေချင်းကိုလည်းအများကြီးယုံကြည်တယ်အဲ့ခါမှသူအရင်ကိုဒါသူမျောလင်းထားတဲ့ရုပ်ရှင်ကားကြီးပေါ့နော် ဒီကိုင်းမှာလည်းသူကိုနေတို့ဆိုသူအရန်သဘောကျတဲ့မင်းသားပေါ့နော်အဲ့ဒါနဲ့သူတူတူတော်ရပြီးတော့တေးဥဆောင်ခွင့်ရတယ်ဆိုတော့တငငချင်းတော့ဆိုလေအများကြီးထပ်တူအဲ့လိုပြောရှင်းနေပါတယ်ဟုတ်သူကလေဒါလေးကိုရိုက်ဖို့စီစဉ်နေရတော့ကြာပြီပေါ့နော်ဆိုလေချားနေရဆိုတော့လေအခု တကယ်လက်တွေ့အကောင့်ထဲပေါ်လာပြီပေါ့နော်အဲ့ခါမှာ तू မျောလင်းထားတဲ့အတိုင်းပေါ်ပြိသက်တွေအားပေးမှုအများကြီးလည်းရရှိချင်တယ်ပြီးတော့သူ့ရဲ့စူးစမ်းမှုတွေကိုလည်းအားထင်သေးချင်တယ်ပေါ့နော်အဲ့ခါကျတော့စုလည်း तू နဲ့ထပ်တူအခုရင်ခုန်နေပါတယ်ဟုတ် तू နဲ့တော့စုကိုခင်နာဆိုဆက်စုနဲ့တစ်ခုကြော်ခဲ့ပြီပေါ့နော်ကြော်ခဲ့ပြီအမမက်ရစုအဲ့လိုဇလန်းတွဲလေးရိုက်နေတဲ့အချိန်မှာ तू ကလည်းလို့အကဘက်ကနေဒီဘက်ဒီတိရုပ်ဆောင်ဘက်ကိုဆက်ပြီးပြောင်းနေတဲ့အချိန်ပေါ့နော်ဒီဇလန်းတွဲလေးနဲ့စုကိုဆက်ပြီးတော့ဆုံခဲ့ကြတာပေါ့ဆုံခဲ့ကြတာနှစ်တွေလည်းအရန်ကြာခဲ့ပြီကြာခဲ့တဲ့အခါကျတော့ဟိုတငယ်ချင်းဆိုတော့စုကအဲ့လိုမိသားစုလိုမျိုးလေးဖြစ်သွားတာပေါ့နော်ဆယ်စုနဲ့တစ်ခု ကျော်ပြီဆိုတော့မိသားစုတစ်ပိုင်းဖြစ်နေခါကျတော့တော်တော်များများတော့တိုင်ပင်ဖြစ်ပါတယ်သူလည်းတော်တော်များများတော့လေးပြောပါတယ်အခုဒီရိုင်းမကိစ္စလေးဆိုလဲသူဆက်ပြီးတော့အလိုအကောင့်ထဲပေါ်ပြီးဆိုကြတယ်လေသူပြောတယ်ပေါ့နော်ဆက်စီစဉ်ကြတယ်လည်းပြောပြရတယ်အခါကျတော့ကိုလဲလေသူသူအရင်ဖြစ်ချင်တဲ့ကိစ္စလေးဖြစ်ပေါ်လာတယ်ဆိုတော့သူအလိုမျိုးအများကြီးဝမ်းသာပါတယ်ဟုတ်အခုဇလန်းတွဲလေးရောအလိုထောက်လျှောက်တော့ရိုက်ဖြစ်နေပါတယ်ဟိုနည်းနည်းသူကတစ်ခုနဲ့တစ်ခုအလုပ်လေးတော့နည်းနည်းချားတယ်ပေါ့နော်ကိုရွေးချယ်ရတာလည်းရှိတဲ့အခါကျတော့နည်းနည်းပြိတ္တတွေကလည်းဆက်ရှင်လက်ရှင်လေးနဲ့အလိုဆောင်မေးဖို့သူကပြောချင်ပါတယ်အဲအထူးကလည်း လို့ဆရာတွေကလည်းကို့အပြင်ပုံပဲသူတို့မြင်နေကြဆိုတော့လေလို့နည်းနည်းခက်အေးပုံစံမြန်မာဆန်နဲ့ကမ္ဘာလေးပုံစံဆိုရင်ကို့မြင်မေးကြရပေါ့နော်အဲခါကျတော့အဲ့လိုဟာလေးပဲတရုတ်ဆောင်ရတာများတယ်ပေါ့နော်အဲ့လိုလေးမြင်မိရတော့လေဆိုတာဝမ်းသာပါတယ်ကို့လည်းသတိရပြရတော့လေပေါ့နော်ဆိုတာကျေးဇူးလည်းတင်ပါတယ်ဒါပေမဲ့နောက်ပိုင်းကျလို့ရှင်တော့နည်းနည်းအပြောင်းလဲလေးပေါ့နော်အခုကို့ပုံမှန်ရိုက်ရိုက်နေကြပုံစံခက်ရိုးခက်အေးဆိုတာထက်အဲ့လိုအသွက်ပုံစံမျိုးလေးတွေအိုက်တင်အမာလောက်ကရကာရိုက်တာမျိုးလေးတွေလည်းနည်းနည်းပြောင်းလဲပြီးတော့တရုတ်ဆောင်နေတဲ့စိတ်ကလေးတော့ရှိရပေါ့နော်အဲ့လိုမျိုးလေးကြုံလာခဲ့လို့ရှင်လည်းဆိုအဲ့လိုရိုက်ကူ ဖြစ်မှာပါအဲ့လိုမျိုးဆိုတော့နည်းနည်းစိန်ခေါ်မှုတော့ရှိသွားမှာပေါ့နော်စိန်ခေါ်မှုရှိသွားမယ်ပြီးတော့အဲ့အတွက်လည်းအများကြီးကြိုတင်ပြင်ဆင်ရမှာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့အဲ့လိုမျိုးကြရင်ဆိုအဲ့လိုတိုက်ပြီးတော့တေးမဆောင်ရဲပေါ့နော်ကိုနဲ့လိုက်ပါမလားကိုလုံနိုင်ပါမလားပေါ့နော်အဲ့လိုမျိုးလေးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းနည်းနည်းအသက်ရွယ်လေးလေးကရလာပြီဖြစ်တဲ့အခါကျတော့အဲ့လိုမျိုးကိုစူးစမ်းကြည့်ရမယ်ဆိုရဲစိတ်ကလေးတော့ပေါ်လာတယ်မရလည်းရအောင်လုပ်ကြည့်ရမယ်ပေါ့နော်မလိုက်ဖက်လဲလိုက်ဖက်တယ်လို့မြင်အောင်ကိုယ့်ရဲ့တေးဥဆောင်ချွမ်းရည်နဲ့စူးစမ်းရမယ်ဆိုရဲစိတ်မျိုးလေးတော့ဖြစ်လာတယ်အခါကျတော့ ဲ့လိုမျိုးနည်းနည်းအမုန်းခံပြီးတော့ဆုရိုက်ရိုက်ရိုက်ကူးကြည့်ချင်ပါတယ်ဟုတ်အထင်ကအပြိသက်တွေပေါ့နော်ပြိသက်တွေကလည်းအဲ့လိုမျိုးတစ်ခုဆိုလို့ရှိရင်တို့ကလို့တိတ်မကြိုက်ကြဘူးတို့မြင်နေကြပုံစံပေါ့နော်ခက်ရိုခက်အေးပဲတို့မြင်နေကြရတယ်တစ်ခုဆိုတော့မဆုအဲ့လိုမျိုးရေမဝင်းနဲ့အဲ့လိုမျိုးရေမလိုက်ဘူးဆိုပြီးအဲ့လိုမျိုးအများန် comment တွေပေးကြရတယ် comment တွေလောက်ကြရပေါ့နော်အဲ့ဒါကြတော့ညီတော်ကလည်းအော်တို့မကြိုက်မှာတို့အဲ့လိုမျိုးကိုမနစ်တက်တော့မှစိုးရိမ်နေပေါ့နော်နောက်ပိုင်းကျတော့ကိုလည်းအပြောင်းလဲလေးလုပ်ဖို့လည်းအချိန်တက်ပြီ ပြကြတော့ကိုလည်းဒီအမှုပညာလောကမှာနည်းနည်းချင်းလဲနေရလဲအတိုင်းအတာတစ်ခုထိရောက်လာရေပေါ့နော်နှစ်ကာလလည်းကြာလာပြီဖြစ်တဲ့ခါကျတော့ဟိုအပြောင်းလဲလေးတစ်ခုလောက်ရမယ်ဆိုရယ်စိတ်မျိုးလည်းဖြစ်လာတယ်ကိုရှင်သမားတွေကလည်းလှုပ်ကြည့်စေချင်တယ်ပေါ့နော်အဲ့လိုမျိုးကြုံလာခဲ့လို့ရှင်လဲဆိုတော့ပြိတ္တတွေကိုနားလဲအောင်လဲဆိုတော့ကြိုပြီးတော့ရှင်းပြရမှာပေါ့သူရဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဒါအပြောင်းလဲလေးစုစူးစမ်းကြည့်ချင်တယ်ဆိုတာမျိုးလေးတော့စုကြိုပြပြပေးမှာပါဆိုတော့လေနည်းနည်းလုံးမနဲ့ထဲမှာတော့ပါတယ်ပေါ့နော်အဲ့ခါကျတော့ခုကိုလဲကိုတိရယ် quality အလုံးမမဟုတ်တခြားကိစ္စမှာဆိုရယ်နည်းနည်းအဲ့လိုလုံးမနည်းနည်းနဲ့ပေါ့နော် ဟိုနည်းနည်းသကလုံးလိုမျိုးပြောရမယ်ဆိုနည်းနည်းပြင်းတဲ့အထက်ပေါ့အခုဆိုလို့ရှိရင်အရပါတယ်အဆင်ပြေပါတယ်ဆိုပြီးစိတ်ကိုနည်းနည်းအဲ့လိုမျိုးအခက်အေးအထက်မှထားရတယ်ထင်မှာပါတယ်ပေါ့နော်အဲ့ခါကျတော့အလုံးမှာကျတော့တချို့ကိစ္စတွေကျတော့နည်းနည်းထိခိုက်မှုလေးရှိတယ်အဲ့လို ခဲအေးထားရတဲ့ခါကျတော့နည်းနည်းပြင်းတဲ့ပုံစံမျိုးဖြစ်သွားတာတွေကြိုတင်မပြင်ဆင်မိတာမျိုးတွေပေါ့အဲ့ခါကျတော့ဘေးကတိုက်တွန်းမှုကတော့လိုအပ်တယ်မိသားစုကလည်းတစ်ခုဆိုတိုက်တွန်းရတယ်ပေါ့နော်ဆရာသမားတွေဆိုလည်းဆရာသမားတွေကတိုက်တွန်းရတယ်ပြီးတော့တငယ်ချင်းမိတ်ဆွေဆိုလည်းတငယ်ချင်းတွေရပေါ့နော်အကျဉာဏ်နေပေးကြရတယ်အဲ့လိုမျိုးတိုက်တွန်းမေးရတဲ့အထက်မှာတော့ပါပါတယ်ဟုတ်အဓိကအဲ့ဒါပေါ့နော်ခင်ဗျအဲ့ social ကိုလည်းလေဆိုကအရင်ယူသွတ်တဲ့ထဲမှာမပါဘူးပေါ့နော်ဒါပေမဲ့ social ရကြတော့လူမညာသမားတွေတော့ကတော့လိုအပ်တယ်ပေါ့နော်ကိုဒါကိုယ့်ရဲ့ပြိတ္တနဲ့ကိုယ့်ရဲ့ပေါင်းမှုတရားပေါ့နော်ကိုယ့်ရဲ့လှူရှားမှုတွေ ကိုယ့်ရဲ့နေ့စဉ် daily lifestyle လေးအမြဲတမ်းကိုယ်ကတင်ပြရမယ့်တာဝန်ပေါ့နော်အဲ့လိုမျိုးလေးရှိတဲ့ခါကျတော့ကိုကိုယ်တိုင်ကကျတော့နည်းနည်းအဲ့လိုမျိုးပေါ့နည်းနည်းကင်းခွန်တယ်ပေါ့နော် social နဲ့နည်းနည်းစိတ်မကြည်လို့ရှင်ကောဒါကြီးကိုမတုံးပြတော့ပြန်အောင်အဲ့လိုစိတ်မပါဘူးဆိုရင်မတင်ပြတော့ပြန်အောင်အဲ့ခါကျတော့နည်းနည်းလို့အလံဝေးရတဲ့ဟာမျိုးလေးတော့ရှိပါတယ်အဲ့တော့ကိုကိုတော့ပြန်ပြီး remind လုပ်ရတာပေါ့နော် ငါ post တင်မတင်နိုင်ကြဘူးဆိုပြီးတော့ကိုယ့်ကိုသတိထားရတယ်သတိပေးရတယ်အဲ့တော့ပုံမှန်လေးတော့တင်တင်တင်ပြအောင်ပေါ့နော်ကြိုးစားရတယ်ပြီးတော့ TikTok ပေါ့ TikTok ကြောင့်လေအဲ့ဒီကားကခုံလာလေသိဝါသနာမပါရဲ့ပပပြန်တဲ့ခါကျတော့တခုဆိုရင်မလုံးဖြစ်ဘူးပေါ့နော်မတင်ပြဘူးပုံမှန်အဲ့လိုရိုက်ကူးနေဆိုလို့ရိုက်ကူးနေပတ်သက်တဲ့ဟာလေး shoot တင်တယ်အလုံးနဲ့ပတ်သက်တဲ့ဟာလေးလို့အမှတ်တရနေလေးတွေမွေးနေ့တို့ဘာလို့နဲ့ပတ်သက်ပြီးတော့တင်တယ် ဒါတော့ပဲဖြစ်နေရပါတော့အဲအကခုံနေတိတ်မလုံးဖြစ်ဘူးအလုတ်ကောင်ကလည်းအဲ့လိုရှက်တယ်ပေါ့နော်ရှက်တယ်ဒါပေမဲ့ဟိုမကခုံဘူးလားဆိုတော့လေမဟုတ်ပြန်ဘူးကိုကကိုကခုံတဲ့နေရာတော့ဟင်တော့လေအဲ့လိုတစ်ခါလေတငယ်ချင်းနဲ့ပြောတယ်ဆိုတော့တစ်မျိုးပေါ့နော်ဒါပေမဲ့တွတ်တော့မှအဲ့ကားခုံအမယောစိတ်ကလေအစစ်မပြေဘူးပေါ့နော်အဲ့ခါကျတော့အဲ့အကားခုံမလုပ်ဖြစ်တော့အဲ့တွတ်တော့နဲ့ကိုနေကနည်းနည်းတော့အလှန်တော့ဝေးနေရတော့ဟုတ်ကျိုးသားပြီးကားဝင်တော့တိတ်မရှိပါဘူးတိတ်တော့မရှိဘူးပေါ့နော်အဲ့ အဲ့တည်းရလဲလို့မတင်လို့ပေါ့နော်မတင်လို့ပေါ့အရင်တော့ကတော့စသုံးခါစတော့ပြောကြတယ်မဆုဘာ train လေး join ပေးပါဘာညာဆိုကိုဟုတ်ဟုတ်ဆိုပြီးတော့နောက်ပိုင်းညမ join ဖြစ်တော့သူတို့လည်းနည်းနည်းမောသွားတယ်ထင်ပါတယ်တိတ်မပြောကြတော့ဘူးပေါ့နော်အကောက်ခုံ train ကတော့တိတ်မ join ဖြစ်ဘူးပေါ့နော်ကျန်တဲ့ train လေးပေါ်လာခဲ့လို့ရှင်တော့အဲ့လို join ပေးပါမယ်လို့ဟုတ်ခုနဆုဟိုတော့ဆုဇလန်တွဲလေးတစ်ခုရိုက်ကူးပြီးသွားတာပေါ့နော်နောက်ထပ်လည်းဆုဇလန်တွဲလေးရိုက်ဖို့ရှိပါတယ်ပြီးတော့တချင်းပေါ့နော်ဆိုတကယ်အထင်ကြီးရပုံကိုကြီးရဲ့တချင်းတစ်ပုဒ်ကိုဆိုပြန်လဲဖန်တီးဖို့ပေါ့ရှိပါတယ်ပြန်လဲရိုက်ကူးဖို့ပေါ့ရှိပါတယ် အဲလူများလှူရှာမှုလေးတော့အရင်လိုအရင်အဆက်မပြတ်နေအောင်တော့လေးစုအများကြီးတော့ဆက်လုပ်သွားပါမယ်ဆိုအများန်းဆောင်ပြီးတော့အပိနေပြိသက်တွေကိုစုဆက်ပြီးတော့ပေါ့နော်အများကြီးလည်းစူးစမ်းသွားပါမယ်တစ်ခုနဲ့တစ်ခုနည်းနည်းလေးစိတ်ရှိလက်ရှိစုဆောင်မိပါအောင်စုကပြောချင်ပါတယ်ချစ်ချစ်များတင်ပါ